မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မယန်းခုံးဆွေတော်မြက်လန်ရှိရဲစခန်းကိုရန်ကုန်ပျောက်ကြားတပ်ဖွဲ့ဘုံပေါက်ခွဲတိုက်ခိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်၉ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မယန်းခုံးမြို့နယ်၅ရပ်ကွယ်ဆွေတော်မြက်လန်ရှိမယန်းခုံးမြို့မှာရဲစခန်းကို ရန်ကုန် UG အဖွဲ့ကယနေ့အောက်တိုဘာ27ရက်မနက်9နာရီတွင်ပုံဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့တင်းဆုံထိခိုက်မှုရှိနိုင်ကြောင်းသတင်းရရှိပါရယ်။အဝေးထိန်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ပောက်ကွဲတာကစစ်ခွေးတွေရှိနေတဲ့နေရာမှာပဲပောက်သွားတာဆိုတော့ထိခိုက်သေးဆုံးမှုတိကျပေါက်ရှိနိုင်တယ်။ကျွန်တော်တို့ထပ်ရတဲ့သတင်းက9ရောက်သေးတယ်လို့သိရတယ်ဟုရန်ကုန် EUG အဖွဲ့ဝင်ကသတင်းဌာနကိုပြောပါရယ်။ မယံခုံမျိုးမရဲစခန်းတွင်ယနေ့နေ့ကပောက်ကွဲမှုရှိကြောင်းရဲစခန်းမှရဲတပ်သားတအူကတရင်ဌာနသို့ဖုံးပြဖြေကြားထားပါသည်။ပောက်ကွဲတိုက်ခိုက်မှုကြောင့်အချမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တေဆုံမှုရှိမရှိကိုရန်ကုန်ခေတ်သစ်အနေဖြင့်ထိခြားတည်ပြုနိုင်ရန်စ조사ဆောင်ရွက်လျက်ရှိပါသည်။ဆက်လက်ပြီးနိုင်ငံအလဲပိုင်းတရုတ်ရင်းနှီးမြှုပ်နှံမှုဂျင်းနီစီမံကိန်းတိုက်ခိုက်ခံရတဲ့ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ ဒေါ်လာဤအင်အားစုများကစကိုင်းတိုင်းစားလင်းကြီးမြို့နယ်ရှိလုပ်ငန်းအပြည့်အဝပြန်လည်လည်ပတ်ရန်စတင်နေပြီဖြစ်သောဂျင်းနီစီမံကိန်း၏လုပ်ကွက်တစ်ခုကိုလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်အနာသိန်းစစ်တပ်နှင့်ပတ်ပေါင်းစုံဆက်ဆံရေးမြင့်တင်နေသည့်တရုတ်ကမြန်မာနိုင်ငံတွင်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကိုလုံခြုံရေးပေးရန်တဆိုင်မမတ်တောင်းဆိုနေချိန်တွင်စကိုင်းတိုင်းရှိတရုတ်ရင်းနှီးမြှုပ်နှံမှုကျင်းနီစီမံကိန်းကိုတော်လိုင်းရေးအင်အားစုများကဖိကတ်တိုက်ခိုက်ခဲ့ကြသည် ဆာလင်ကြီးမြို့နယ်ရှိဝမ်ပောင်ကုမ္ပဏီ၏ကျင်းညီစီမံကိန်းကိုအော်တိုဘာ22ရက်နေ့ည7:00နာရီဝန်းကျင်တွင်လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမြန်မာရန်စီလောက်ွက်အနီးကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောပါရယ်ကျင်းစင်တောင်မှကျင်းညီဒူဖို့ထုတ်လုပ်ရေးလုပ်နေသည့်မြန်မာရန်စီလောက်ွက်အနီးမိုင်းမြို့ဟုအများသိသည့်ဝန်တန်းအင်အားအနီးနှင့်ထုတ်လုပ်ရေးလုပ်ငန်းခွင်အနီးကြားရောက်ပောက်ကွဲခဲ့ကြောင်းကုမ္ပဏီနှင့်နှိစက်သူများကိုကိုးကားပြီးဒေသခံများကပြောပါရယ် မြန်မာရန်စီဘက်ကမှမိုင်းမြို့ဘတ်ချမ်းပုံမိုင်းမြို့တဲတလုံးကြတာတော့လူထိကိုက်မှုတော့မရှိဘူးလမ်းမကြီးတွေပေါ်လဲကြတယ်ဆက်ကြီးပြင်လာလဲကြတယ်ပြောတယ်အဓိကအလုံယုံတွေနဲ့နှီးဆက်တဲ့နေရာတွေကြတယ်လို့ပြောလို့ရတယ်ဟုမြန်မာဝန်ပေါင်းမှစီဒီယံဝန်ထမ်းတအူဖြစ်သည့်အသက်30ဝန်းကျင်အရွယ်ဒေသခံအမျိုးသားကပြောပါတယ်ထိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမိသည့်အဖွဲ့ကလှုံ့ဆော်ကြောင်းထိခိုက်မှုမိများရှိကြောင်းဒေသတွင်တော်လိုင်းအင်အားစုများကထုတ်ပြန်ခြင်းမရှိသေးတယ်လို့ကုမ္ပဏီဘက်ကလည်းတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေမယ့် တိုက်ခိုက်ခံရသည့်နေ့ကဝမ်ပေါင်နှင့်မြမရက်စီဂျင်းနီလောက်ွက်များယာယီရက်ဆိုင်သွားတော့လေနောက်ရက်များတွင်ဂျင်းနီစီမံကိန်းလုပ်ငန်းခွင်မိုင်းခွဲမှုများပြန်လုပ်နေသည်ဟုစက်ရုံဝင်းကျင်တွင်နေထိုင်သူများကပြောသည်မနေ့ကလည်းမိုင်းခွဲတဲ့အတန်ကြာရတဲ့တိုက်ခိုက်ခံရချိန်မှာစက်ရုံဝင်းတဲတွင်တက်ဆွဲထားသည့်စစ်ကောင်စီတပ်များကအနီးဝင်းကျင်ပြားများကိုလက်နက်ကြီးဖြင့်လေးကျင်းပစ်ခတ်တိုက်ခိုက်ခဲ့သလို နေ့လယ်တွင်ချင်းတွင်းမြစ်တပ်ဖက်ကမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှစစ်တပ်လေဒီကမြန်မာရန်စီစီမံကိန်းအနီးဝင်ကျင်ရှေးရွာများကိုလေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ညနေ၈နာရီခွဲဝင်ကျင်လောက်တော့နာမခါကတက်လာတဲ့ပါရာမော်တာကရန်စီရဲ့ကုမ္ပဏီအေရီယာတဝိုက်ကိုပတ်ပြန်ပြီးတော့ရန်စီအနီးမှာရှိတဲ့တဲပင်ကန်ကြီးရွာနဲ့ရွှေပန်းခိုင်ရွာတက်ပွိုက်ကိုဘုံတိချသွားသေးတယ်။ထိခိုက်မှုမကြမိသေးဘူး။ရန်စီကုမ္ပဏီရဲ့နောက်ကျောပုံစီယုတ်အပြင်ဘက်ကတိသာကန်အမျိုးသားနောက်တအူးကပြောပါရတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်တွင်ကျင်းနီစီမံကိန်းဖွင့်တဲ့အများစုလုပ်ငန်းခွင်မဝင်ပေအကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုစီဒီအန်တွင်ပါဝင်ခဲ့သည့်အတွက်ကျင်းနီစီမံကိန်းလုပ်ငန်းများရပ်တန့်သွားသည်စစ်တပ်ဝင်ငွေရလန်တစ်ခုဖြစ်နေသည့်လက်ဗရောင်ကျင်းနီစီမံကိန်းရပ်တန့်ထားရန်ဒေါ်လာရင်းအင်အားစုများကတောင်းဆိုထားတော်လဲလုပ်ငန်းခွင်ပြန်လည်လက်ပတ်နိုင်ရေးကုမ္ပဏီဘက်ကကြိုးပမ်းခဲ့သည် စီရီယံပါဝင်သည့်ဝန်ထမ်းများကိုအမျိုးမျိုးစီယုံလှုံ့ဆော်ခဲ့ရာဝန်ထမ်းအများစုလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်သည့်အတွက်ယခုနှစ်နှစ်လည်မှစကစီမံကိန်းယာနှုန်းပြည့်နှီးပါပြန်လည်လက်ပတ်နေပြီဟုဒေသခံများထံမှသိရသည်မြန်မာဝန်ပေါင်ကုမ္ပဏီအတွက်လုံခြုံရေးယူထားသည့်စစ်တပ်ကိုယခုနှစ်ဩဂုတ်လ16ရက်နေ့ကလည်းတော်လိုင်းအင်အားစုကပြစ်ခတ်တိုက်ခိုက်ခဲ့သည်စစ်တပ်ကလက်နက်ကြီးစက်တက်လီတို့ဖြင့်ထုတ်ပြန်တိုက်ခိုက်မှုကြောင့်တပ်ကြီးရွယ်အုပ်တအုပ်အပါအဝင်အရက်သား2ဦးသေဆုံးခဲ့သည် စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်ချင်းနီစီမံကိန်းမှဝင်နှမ်းများကိုချိုးတင်မဲ့ပြရမည်ဟုသတင်းများချက်ချက်ပြန့်ပြန့်ထွက်နေသည့်အတွက်သတိပေးတိုက်ခိုက်မှုလုပ်နေခြင်းဖြစ်နိုင်သည်ဟုအထက်ပါတီသားကအမျိုးသားကအမှတ်ချက်ပြုပါရယ်စစ်တပ်စခန်းယာနဲ့ချီလက်လုတ်ခဲ့ရတဲ့2029စစ်စင်ရေးအပြီးတွင်အာနာသိန်းစစ်တပ်ဘက်ကတရုတ်ကသိသိသာသာယက်တီခဲ့သည့်တရုတ်ကမြန်မာနိုင်ငံအတွင်ရှိ၎င်းတို့၏အကျိုးစီးပွားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့်ဝင်နှမ်းများကိုအကာအကွယ်ပေးရန်တရုတ်ကတောင်းဆိုထားသည် စစ်တပ်ပိုင်းမြမစီးပွားရေးဥပိုင်လီမိတက်နှင့်တရုတ်အစိုးရပိုင်းလက်နက်ခဲယံထုတ်လုပ်သည့် Norinco E လက်အောက်ခံဝမ်ပောင်ကုမ္ပဏီတို့ပူးပေါင်းလုပ်ကိုင်နေသည့်ဂျင်းနီစီမံကိန်းများအရစစ်တပ်ကဒေါ်လာတန်းနှင့်ချီအကျိုးအမြတ်ရနေသည်။ဩစတြေးလျအခြေဆိုင် publish what you pay အဖွဲ့က2021တွင်ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရစကိုင်းတိုင်းအတွင်းရှိလက်ပတောင်ချင်းနီစီမံကိန်းမှာအမေရိကန်ဒေါ်လာ418သန်းနှင့်စပေတောင်နှင့်ချင်းစင်တောင်စီမံကိန်းမှာဒေါ်လာ189သန်းစီဝင်ခဲ့ကြောင်းသိရသည်ဆလပီအရာတော်မျိုးနဲ့မင်းရွာဘက်ကိုစစ်ကြောင်းထိုးထားတဲ့စစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် စကိုင်းတိုင်းအရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းပြည်သူ့ကောက်ွယ်ရေးမျိုးပြပျောက်ကြားတပ်ဖွဲ့မန္တလေးကပြောဆိုပါရယ်စက်တင်ဘာလ22ရက်နေ့တွင်အရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ထိုးတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါရယ် အဆိုပါတိုက်ခိုက်မှုကို Generation Set Power ဂျီဆက်ပြီးမန္တလေးပြည်သူ့ကာကွယ်ရေးမျိုးပြပျောက်ကြားတပ်ဖွဲ့နှင့်ဒေါ်လန်ရဲဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးဒေါ်လန်ရဲဖွဲ့များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ Generation Set Power ဂျီဆက်ပြီးမန္တလေးတပ်ဖွဲ့သည်သပိတ်ချင်းမြို့နယ်မရရမြို့နယ်နှင့်စကိုင်းမြို့ဝင်းကျင်တွင်လည်းဒေါ်လန်ရဲတပ်ဖွဲ့များနှင့်ပူးပေါင်းပြီးအကြမ်းဖက်စစ်တပ်ကိုဆက်လက်တိုက်ခိုက်လျက်ရှိကြောင်းသိရပါတယ်။ ထို့ပြင်အကြံဖတ်စစ်တပ်ကအော်တိုဘာလ18ရက်နေ့တွင်အရာတော်မျိုးနှင့်တိချုပ်ကုန်းရွာစတင်ကြောင်းကိုတရာဦးလီတက်မှတက်လာသော YAK 130 Jet Fighter ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူလေးဦးသေဆုံးခဲ့ကြောင်းထို့ပြင်ပြည်သူ10ဦးကျော်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ဆက်လက်ပြီးစစ်တပ်အတွင်အရာရှိစစ်သည်နှင့်မိသားစုဝင်များရွေးကောက်ပွဲတွင်ဆန္ဒမဲပြကြရန်နှင့်ရွေးကောက်ပွဲအောင်မြင်ရေးပူးပေါင်းဆောင်ရွက်ရန် မင်းအောင်လိုက်ဖိအားပေးညွှန်ကြားတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်အတွင်အရာရှိစစ်တီနှင့်မိသားစုဝင်များရွှေခောက်ပွဲတွင်ဆန္ဒပေးပေးရန်မင်းအောင်လိုက်ကဖိအားပေးအမိန့်ပေးညွှန်ကြားလျက်ရှိပါတယ်။ရှမနီအော်တိုဘာ၁၈ရက်နေ့ကိုကိုကျွန်းတက်နေသူရောက်ရှိခဲ့သောအကြံဖတ်မင်းအောင်လိုင်ကစစ်တီအရာရှိများနှင့်တွေ့ဆုံစဉ်ထိုးထူးရွေးကောက်ပွဲတွင်စစ်တပ်နှင့်သက်ဆိုင်သူများဆန္ဒမဲပေးကြရန် PRP အမိန့်ပေးလာခြင်းဖြစ်ပါသည် ခုကိုကျွန်းတက်နယ်တွင်မြောင်းလိုင်းကမကြမီအချိန်အတွင်းရွေးကောက်ပွဲကျင်းပမည်ဖြစ်၍ဆန္ဒမဲပြရာတွင်မိမိတို့ဒေသနှင့်နိုင်ငံအကျိုးကိုအမေရိကန်လိုက်နာဆောင်ထိန်သည့်သူဒေါတာဝင်းအေးသုံးပါးကိုလိုက်နာဆောင်ထိန်တဲ့သူနိုင်ငံရေးစီးပွားရေးကာကွယ်ရေးမြင်ရှိသူကိုရွေးချယ်ကြရန်လိုအပ်ကြောင်းမြောင်းလိုင်းကဆိုပါတယ်တက်ထဲမှာတော့ဘသူကိုမဲပေးပါဆိုပြီးညွှန်ကြားချက်တရားဝင်တော့မထွက်လာသေးပါဘူး ဒါပေမဲ့2020တုန်းကမဲပေးမဲ့ရက်တရက်မတိုင်မီမှာပြည်ခိုင်ပြိုးကိုမဲပေးရမယ်ဆိုပြီးအမိန့်ထွက်ပါတယ်။အခုလဲတက်ချုပ်ရဲ့စကားအရဒေါတာဝင်းအရေးသုံးပါစောင့်ထိမဲ့သူနိုင်ငံရေးကာကွယ်ရေးအမြင်ရှိသူဆိုတော့ကတက်မတော်ကအငိမ့်စာစစ်ဘူချုပ်တွေကိုညှိညွှန်းနေတာပါ။ပြည်ခိုင်ပြိုးကလာမဲ့တက်မတော်အရာရှိဟောင်းတွေကိုပဲမဲပေးလို့ပြောနေတာပါ။ရွှေကောက်ပွဲအနီးကပ်ရောက်ရင်တော့ဘယ်သူကိုမဲပေးပါဆိုတာတရားဝင်ညွှန်ကြားချက်ထွက်မယ်ထင်တယ်ဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ ။ထို့ပြင်မြောင်းလိုင်းကရွေးကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်းရှိအရာရှိစစ်သည်နှင့်မိသားစုဝင်များအလုံးပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကိုကိုကျွန်းတက်နယ်တွေ့ဆုံပွဲတွင်ညွှန်ကြားချက်ပေးထားပါသည်။ကျမ යි တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်